အရှင်ဖယားဖယားဟာမာနတ်ဖြစ်ခဲ့ဘူးပါတလားဖယားမသိလို့ပါတဲ့ဗုဒ္ဓဝန္တအထကထာနဲ့တုတ်တနိဗ္ဗတ်အထကထာတို့မှာဖယားအလောင်းတို့မဖြစ်တဲ့ဆက်ရှိဌာနဆိုတာရှိပါတယ်အဲ့ဒီဆက်ရှိဌာနကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြမယ်နော်၁ပရိတန်ဒီအားဖြင့်ကံသူနာပင်းသူမဖြစ်ခြင်း၂။အယူမဖြစ်ခြင်း၃။ကတွင်မှတွားရည်ယူသူစွန့်အပ်သူမဖြစ်ခြင်း ၄လူရင်းတို့၌မဖြစ်ခြင်း၅ဂျုံမဝမ်း၌ပရိတန်တွေမနေခြင်း၆ငိယတမိစ္ဆာဒိဋ္ဌိအယူရှိသူမဖြစ်ခြင်း၇ခလိန်ပြောင်းလဲမှုမဖြစ်ခြင်း၈တင်္စာနန္ဒရိယကံကိုကျူးလွန်သူမဖြစ်ခြင်း၉ညူနာယောဂါဆွဲကပ်သူမဖြစ်ခြင်း၁၀တရိษံမျိုး၌ဖြစ်သောငုံအောင်ငယ်သောတတ္တဝါစင်ထက်ကြီးသောတတ္တဝါမဖြစ်ခြင်း၁၁ ခုတ်ပိပါတိကနေဇာမတဏိကပြိတ္တာဘုံဘဝတို့၌မဖြစ်ခြင်းဆက်နှင့်ကာလကိဉ္စီကအတူရာတို့၌မဖြစ်ခြင်းဆက်သုံးအဝေစီငရဲ၌မဖြစ်ခြင်းဆက်လေးလောကန္တရိငရဲ၌မဖြစ်ခြင်းဆက်ငါကာမဝဆရနတ်ပြည်တို့၌မာနမဖြစ်ခြင်းဆက်ချောက်ရူပဗြမပြည်တို့တွင်အတညတ်တ်ဘုံနှင့်သုဒ္ဓဝါဒဘုံတို့၌မဖြစ်ခြင်းဆက်ခွန်အရူပဘုံတို့၌မဖြစ်ခြင်းဆက်ရှိ အခြားသောဆက်ပြာဝလာတို့၌ပြောင်း၍မဖြစ်ချင်းတို့ပဲဖြစ်ပါれ။ဒါဟာဖျားအလောင်းတို့မဖြစ်တဲ့ဆက်ရှိဌာနပဲဖြစ်ပါれ။အဆိုပါဆက်ရှိဌာနထဲမှာကာမဝဆရဘုံတို့၌မာနမဖြစ်ချင်းဆိုတဲ့အချက်ပါတာကြောင့်ဖျားဟာမာနမဖြစ်ခဲ့ပါဘူးเนาะ။